အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အမှန်တီဗီ4တရုတ်ဆောင်ပိုင်တစ်က လိုင်းမောင်ကနေယန္တနာပစ္စည်းမှတာလင်ခံရတာဖြစ်ကြောင်းပိတ်တဲ့တွေကိုချပြလာတဲ့အကြောင်းအရာဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါမယ်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ MRD Photo ဆောင်ဘိုင်းတစ်ဖြစ်ပါတယ်ခင်ဗျာဇော်မင်းတင်လို့လည်းအများကြီးတည်ကြပါတယ်ကျွန်တော်ခုချက်ရတဲ့ပရိသတ်တွေကိုကျွန်တော်ခံလိုက်ရတဲ့ ဟိုအရာလေးနဲ့ပတ်သက်ပြီးအတွေ့အကြုံလေးတခုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအားလုံးသတိထားလို့ရအောင်သူကအခုအဲကျွန်တော်အလိန်ခံလိုက်ရတာပေါ့နော်အဲဘာလို့လဲဆိုရင် तू ကအခုအချိန်မှာအရန်ကိုလိန်နီးပေါင်းများစွာနဲ့ကျွမ်းကျင်နေပြီကမှာ तू ကလှုပ်ရှားတာလှုပ်တက်လဲတော်တော်ရင့်နေပြီဖြစ်တယ်ဖြစ်ဖြစ်တော့ပေါ့နော်ကျွန်တော်တောင်မှအလိန်ခံရတယ်ဆိုတော့ဒါ तू ဟိုဘယ်နှယောက်ကိုအများကြီးဘလို့တွေလိန်ပြီးပြီလဲဆိုတာတော့ကျွန်တော်အဲတွေးစီရနေတော့သိတာပါတယ်အဲ့တော့ကျွန်တော်ချစ်ရတဲ့ပရိသတ်တွေကိုကျွန်တော်ဟိုအတိပေးချင်ပါတယ်အခု MK Stainless Steel Online Shop ဆိုတဲ့ page က တစ်တော်မှာပေါ့နော်ဒီလက်ဝိယတနာ fancy တွေပေါ့နော်ရောင်းနေတဲ့ဆိုင်ဖြစ်ပါတယ်ဒီဆိုင်ကလူလိန် page ပါခင်ဗျာလူလိန်ပါဘာလို့လဲဆိုရင်ကျွန်တော်ကိုအဲကျွန်တော်ကကျွန်တော်အမတွေကဝယ်ခိုင်းတဲ့အတွက်ကျွန်တော်ကဒီ page ကနေပြီးတော့ကျွန်တော်ကပစ္စည်းမှားလိုက်တယ်ဒါပေမဲ့နှစ်ရက်အတွင်းရောက်မယ်ဆိုပြီးတော့မရောက်မရောက်လို့၃ရက်ကြာတဲ့အထိမရောက်လို့ကျွန်တော်ဆက်သွယ်လိုက်ခါမှာအကောင့်ကိုဖုန်းနေပါ block သွားတယ်အဲ block သွားတော့ပေါ့နော်ကျွန်တော် block လိုက်လိုက်သူကကြတော့အရန်လိန်တာပါနတ်နေတဲ့အတွက်အခုချိန်ကြီးလဲလိန်နေတော့မှာပဲဒါကျွန်တော်နောက်တစ်ကောက်နဲ့ကျွန်တော်ကြည့်နေတာဖြစ်ပါတယ်ခင်ဗျာ ်အခုအချိန်ထိလည်းသူလိန်နေတော့မှာပဲခင်ဗျာဒီမှာအောက်မှာ post တင်ပြီးတော့ထပ်လိန်နေတယ်သူကဘာနဲ့လိန်လဲဆိုရင်အဲ့ဒီ MK Stainless Steel online shop เนาะအဲ့ဒီ page ကလိန်တာပါသူက KP နံပါတ်ကကြတော့နာမည်အရင်းကကြတော့ကျွန်တော်ကို ပြောပြတာက KP ထဲမှာကြောင့်နာမည်အရင်းပဲထည့်လို့ရတယ်เนาะပြီးတော့ဖုန်းနံပါတ်လည်းအစစ်မှ KP ဖွင့်လို့ရတာပေါ့เนาะ KP ဖုန်းနံပါတ်နဲ့သူကလိန်နေတာပါနာမည်ကကြတော့ဝင်းသိမ့်ဦး ဝင်သေးဘူးဖုန်းနံပါတ်ကကြတော့399 818 635ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ KB နဲ့အဲ့ဒီဝင်သေးဘူးဆိုတဲ့နာမည်နဲ့လိမ့်နေတာဖြစ်ပါတယ်သူကနေရဲလိပ်စာကိုကြတော့ဘလို့လိမ့်လဲဆိုကျွန်တော်တို့အမှတ်33မြင်းဆောင်35တွန်တင်းမျိုးတဲ့ညီညီဘရင်တော်လန်ရွှေစံတော်ဖရားအနီးပေါ့နော်တွန်တင်းမျိုးမှာဘရင်တော်လန်အရွှေစံတော်ဖရားအနီးမှာဆိုပြီးတော့လိမ့်နေတာဖြစ်ပါတယ်ခင်ဗျာအဓိကကတော့သူကစိုင်းလိပ်စာအတိအကျနဲ့ဘာညာနောက်ပြီး post တွေကလည်းတခြားသူတွေကလည်းဝန်းရံထားတဲ့ comment လေးတွေရှိနေတော့ ်အလိန် page လို့မထင်ဘူးပေါ့နော်ဒါပေမဲ့ तू ကလှုပ်ရှားတာတော်တော်တက်တန်းရင့်နေပါပြီခင်ဗျာအဲ့တော့ဒီ MK Stainless Steel Online Shop ဆိုတဲ့လူလိန် page ကိုအားလုံးပဲတတိထားပါခင်ဗျာကျွန်တော်ထပ်ပြီးတော့တတိပေးကြပါတယ်တတိထားပါခင်ဗျာကျွန်တော်ချေရတဲ့ပြပြသူတွေကလည်းဟို wine share ပါလို့မတောင်းဆိုကြပါဘူးခင်ဗျာအားလုံးသိအောင်တော့ဟို ဟိုတိထားပါကျွန်တော်ကတော့ပတ်စံတသိန်းခွဲပေါ့နော်ဆေးရံနေနဲ့လွှဲလိုက်တာဟိုအလိန်ခံလိုက်ရပါတယ်။ तू ကတော့ဆေးရံအပြည့်ကြီးလွှဲခိုင်းတာပေါ့နော်ဒီ page ကအဲ့တော့ဟိုကျွန်တော်ကတော့ဒီတသိန်းခွဲနဲ့ကတော့ဟိုကိုပြန်ရှာရင်ရတယ်ဗျာလူငယ်တယောက်အနေနဲ့ဘာမှမဖြစ်ဘူး။ဒါပေမဲ့တချို့သောသူတွေကအခုဒီလဝိယတနာတွေဆိုတာကအခုကပွဲရာသီအချိန်သတို့သမီးရာသီအချိန်ဖြစ်တယ်။အဲ့တော့နေရ make up ဆရာလေးတွေဆိုရင်အာသူတို့ကဒီ လက်ဝဲလက်စားတွေကအကုန်မြန်တော့အမြန်အမြန်ဝယ်ရတာလေးရှိတယ်သူတို့မှာပတ်စံလေးတွေစုပြီးတော့ချွေတာစုဆောင်းပြီးတော့ဝယ်ရတာလေးရှိတယ်အဲ့တော့ဟိုအဲ့လိုမျိုးလေးတွေမခံရလေအောင်ဟိုကျွန်တော်ကအသိပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဟိုကျွန်တော်လိန်တာတော့ဘာမှဖြစ်ဘူးဒါပေမဲ့တခြားသူတွေကိုဟိုထပ်ပြီးတော့အလိမ်မမိစေဖို့အတွက်အဲဒီဟာလေးကိုတတိပြုစေခြင်းတဲ့အတွက်ကျွန်တော် တင်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ MK Stainless Steel Online Shop ဖြစ်ပါတယ်ခင်ဗျာသူကကြတော့အရန်ကိုအတင်ရဲနေတာဗာလဲဆိုရင်ဟိုသူ့ကိုဟိုထိထိရရောက်လုံနိုင်တဲ့သူမရှိသေးဘူးဆိုပြီးတော့သူကအတင်ရဲစွာနဲ့အခုချိန်ထိဆက်လိမ်နေတုံဖြစ်ပါတယ်ခင်ဗျာကျွန်တော်တခြားအကောင့်တွေနဲ့ဒါဝင်ကြည့်ထားတာပေါ့နော်အဲအိမ်ကညီကောင်မောင်နှမအကောင့်တွေနဲ့ဝင်ကြည့်ထားတယ်အဲအဲ့တော့သူကထပ်ပြီးတော့လိမ်နေစေဖြစ်ပါတယ်ခင်ဗျာကျွန်တော်လဲတခုတတိပေးခြင်းပါတယ်ဒီ KB ဆိုတာကကြတော့နာမည်အတိအကျနဲ့ဖုန်းနံပါတ်အတိအကျရှိမှဖွင့်လို့ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ နာမည်ကောဖုန်းနံပါတ်ကောကျွန်တော်မှာရှိတယ်ကျွန်တော်ရတဲ့နီလာနဲ့ကျွန်တော်စုံစမ်းပြီးကမှကျွန်တော်တိတိချာချာအဲ့ဒီလူလိန်ကိုကျွန်တော်ဒီတိုင်းတော့လွတ်မထားပါဘူးခင်ဗျာအားလုံးလည်းဝိုင်းပြီးတော့ဝန်းရံပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာနာမည်ကကြတော့ဝင်းသိန်းဦးဖြစ်ပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့ဝင်းသိန်းဦးနာမည်နဲ့ဖုန်းနံပါတ်39963861135ရှိတယ်ဆိုကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်ဆုချပါမယ်ခင်ဗျာကျွန်တော်အဲ့လူလိန်ကိုဒီတိုင်းတော့မထားနိုင်ပါဘူးခင်ဗျာအဲ့တော့အားလုံးပဲတတိပြုကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ အားလုံးကိုတတိပေးချင်လို့အဲ့ဒီ post လေးအကြောင်းတင်လိုက်တာအာတင်လိုက်ပြီးတော့ကျွန်တော်အားလုံးသိသွားပြီပေါ့နော်ပြီးပြီဆိုပြီးတော့ကျွန်တော်ဟိုနေနေတာပေါ့နော်ဒါပေမဲ့အာအခုမနက်အဲ့ရနုံနုံချင်းမှာကျွန်တော်အာထပ်တွေ့တာဘာလဲဆိုရင်အဲ့ဒီ MK Stainless Steel Online Shop ကကျွန်တော်ကိုလိမ့်တာပေါ့နော်သူကအခုမနက်ကျတော့အာဘာလုပ်သွားလဲဆိုရင် page ကိုအဲ့သူ TikTok ကအကောင့်ပေါ့နော်အကောင့်ကိုနာမည်ပြောင်းသွားတယ်ဗျာ နာမည်ပြောင်းသွားပြီးကမှသူကထပ်လိမ်ဖို့အတွက်စီစဉ်နေတာပေါ့နော်အဲသူကဘယ်နာမည်လေးပြောင်းသွားလဲဆိုကျွန်တော်ကလည်းလေအာမနေနိုင်လို့ပြောလိုက်ပါဦးဘယ်နာမည်ပြောင်းသွားလဲဆို SM Fancy Shop ဆိုပြီးတော့ပြောင်းသွားတယ်ဗျပြောင်းသွားတယ်ဒီမှာဆိုရင်လည်းတော်သေးတယ်ကိုလည်းသဘောကျလို့အမှားတော့မလို့တဲ့ဆိုတာမိုက်ဟုတ်တယ်အဲ့ဒီ page ကပြင်ထားတဲ့လက်ဝတ်ရတနာလေးတွေကအာကျွန်တော်အမှားရယ်ဆိုအရန်ကြိုက်တယ်အရန်ကြိုက်ပြီးတော့သူတို့ကဒီလက်ဝတ်ရတနာမှာမရရင်မဖြစ်နိုင်လောက်အောင်ကြိုက်တာအဲ့တော့အရန်လာတော့အဲအခု သူတို့တွေလောက်ဝက်လက်စားတွေကျွန်တော်မှားခိုင်းနေ online ပေါ်မှာအတင်ရောက်ကြရတယ်ပေါ့နော်မှားခိုင်းတော့ဒါပေမဲ့တချို့ sign လေးတွေကြာရင်တကယ်ရောက်တဲ့ sign လေးရှိတယ်အဲ့ sign တွေမှာကျွန်တော်တော်တော်မေးတယ်မေးပြင်လောက်ဝက်လက်စားကုန်နေပြီကုန်နေပြီဒီလောက်ဝက်လက်စားတွေကအယောင်မြန်နေကုန်မြန်နေမြန်တော့သူတို့ကလိုချင်တာမရတော့ကျွန်တော်ဒီမှာဘလို့လိန်ခံရလဲဆိုကျွန်တော်ကဟိုဒီလောက်ဝက်လက်စားကိုအ мян stock ရှိသေးလားမေးလိုက်တဲ့ခါမှာရှိတယ်တဲ့ဆိုတော့ကဲကျွန်တော် page ထဲကိုလည်းအဲ့ account ထဲကိုလည်းဝင်ကြည့်လိုက်တော့ထောက်ခံထားတဲ့ comment လေးတွေအများရောက်ပါစေဘာဖြစ်တဲ့ညာဖြစ်တဲ့အများကြီးရှိတယ်ပေါ့နော်ရှိတော့ကျွန်တော်ကလည်းယုံကြည်ပြီးခါမှာဝယ်လိုက်တဲ့ခါမှာ ဟိုအလိန်ခံရတာပေါ့နော်အဲ့တော့အဓိကကကြတော့ဟိုစိတ်လောပြီးတော့ဝယ်တာပေါ့နော်နောက်တစ်ခုကဒီမှာ SM Fancy Shop ဆိုပြီးတော့နိုင်ပြောင်းသွားပြီပင်ထောက်ထားတာတွေလည်းပြောင်းသွားပြီ post တွေကတော့ထပ်ပြီးတော့အဲတင်ထားတဲ့ post တွေကိုထပ်တင်ထားတဲ့ post တွေကိုဖြတ်တယ်ပေါ့နော်အရင်က post တွေကိုတော့ခြံထားတယ်အဲ့တော့အားလုံးပဲသတိရှိကြပါအဲသူကတော့ကျွန်တော်ကိုလိန်တော့ KP ရတော့ဝင်းသိန်းဦးဆိုတဲ့နာမည်နဲ့ပါခင်ဗျာ39988618135ဆိုတဲ့ဖုန်းနံပါတ်နဲ့လိန်တာပါအဲ့တော့အားလုံးပဲသတိထားကြပါခင်ဗျာကျွန်တော်ကတော့ စိတ်ပူတော့ဗောနော်ထပ်ပြီးတင်တာကျွန်တော်အကောင့်လည်းသူတို့ဘာတွေလုပ်နေကြလဲတော့မသိဘူးဗောနော်ကျွန်တော်အကောင့်နေဆိုတော့နည်းနည်းပုံမှန်မဟုတ်တယ်လို့ဖြစ်နေတယ်တချို့ဟာတွေဟိုလာလာထိနေတယ်လို့ဖြစ်နေတယ်ဗောနော်အဲ့တော့အားလုံးပဲသတိထားကြပါဘယ်လိုပဲဖြစ် online shop တွေကဝယ်ယူမယ်ဆိုရင်တော့အာအတိအကျဟိုမှန်ကန်တဲ့သူတွေစီမှာဝယ်ယူကြပါလို့ပြောချင်ပါတယ်ခင်ဗျာဘယ်လိုဝယ်ယူရမလဲဆိုတာကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးနဲ့ရှင်းပြမယ်ခင်ဗျာအခုကမိနစ်ကနည်းနည်းပဲရတော့လေအားလုံးပဲသတိထားကြပါခင်ဗျာ page ပြောင်းသွားပြီเนาะအကောင့်ပြောင်းထားတယ်เนาะအဲ့ဒီအကောင့်က